ယနေ့အတွက်စိတ်ဝင်စားစရာမြန်မာသတင်းနဲ့နိုင်ငံတကာသတင်းများကိုကိုအောင်မိုးကျော်စူးစီးတင်ဆက်ထားပါတယ်ပထမဆုံးသတင်းကတော့ဒီအပိုင်းမှာလက်ရီကံတဝိုက်မှာတိုက်ပွဲတွေဖြစ်တယ်အဲ့လိုပဲအီရောက်တိုင်းဘက်မှာလည်းအီရဲ့စစ်မျက်နှာတစ်ခုပေါ့နော်မြောက်ဆန်းဘက်မှာလည်းတိုက်ပွဲတွေဖြစ်တယ်ဒီတိုက်ပွဲတစ်ခုလုံးမှာအီဘက်ကအလောင်းနှက်နှက်တွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်ကတင်းစီရမိထားတာရှိပါတယ်နောက်သတင်းတစ်ပုဒ်ကတော့ကြောင်မဲပေါ့နော်ကြောင်မဲမှာ TNL ရဲ့အကျင့်တိုင်းပေါ့နော် ထွက်သွားပြီးမီးရှို့ပြီးထွက်တယ်မြို့ကိုဖျက်ဆီးပြီးထွက်တယ်ပေါ့နော်သူတို့မအုပ်ချွေးရတဲ့နေရာဆိုဘာပဲဖြစ်ဖျက်ဆီးပြီးထွက်သွားတယ်တရားတွေဖောက်ခွဲပြီးထွက်တယ်ဒါ TNL ရဲ့ဒီဇိုင်းမှာပဲစက်တင်ဘာ30ရက်နေ့ညနေပိုင်းမှာကျွန်တော်ဆက်သွယ်ချက်အရာပေါ့နော်ဆက်သွယ်ချက်အရာကြောင်မဲမြို့ပေါ်မှာရှိတဲ့တစ်တော်ယုံတရားယုံလာဝကယုံမြို့နယ်ထွေးဥယုံရဲစခန်းမိသက်ဆောက်လုပ်ရေးယုံခရိုင်ထွေးဥယုံမြို့တော်ခမ်းမကြက်ခိုင်ယုံနဲ့ ဘုံကြီးကြောင်အချို့ဒေတာခန့်ပြည်သူတွေရဲ့နေအိမ်အချို့ကိုမိရှုဖျက်ဆီးခဲ့ပါတယ် TNL4 ကဒီနေရာမှာသတင်းအမှားတွေထုတ်လွှင့်နေတာရှိပါတယ်เนาะ TNL အပြည့်တဲ့မီဒီယာတွေသတင်းအမှားတွေထုတ်လွှင့်နေတာတကယ်ဆိုလို့ရှိရင်သူတို့အပြည့်တဲ့မီဒီယာတွေအနေနဲ့တချို့သောမီဒီယာတွေကပလောင်မီဒီယာမဟုတ်ပလောင်မီဒီယာမဟုတ်ဘူးပြည်ပောက်ထွက်ပြီးသွားတဲ့ဒီပြည်မအခြေဆိုင်မီဒီယာတွေသူတို့ကဒီမိုကရေစီနဲ့အမှန်တရားကိုယုံကြည်လို့အခုလိုထွက်ပြေးရတယ်လို့သူတို့ကိုသူတို့ခံယူထားတယ် တော့အခုဒေသခံပြည်သူတွေကိုယ်တိုင်လည်းသိတယ်ဘယ်လောက်နေမိရှို့သွားရဲဆိုတာအဲကျွန်တော်လှမ်းမေးသလောက်ဆိုလို့ရှိရင်ပျက်စီးဆုံးရှုံးမှုကဘီလီယံနဲ့ချီတယ်မကားခွင်းမို့အဓိကကားခွင်းအဲ့ကားခွင်းကအဲအောက်ထက်မှာကားကားခွင်းဆိုင်ငံတွေလောက်ထားတယ်ပေါ်ထက်မှာအဲစက်ခံရေးခရိုင်ရောင်းလာမသိဘူးနော်အဲ့တော့၁၈ခန်းလောက်ပါတယ်ဆိုင်ငံကားခွင်းကြီးလုံးဝပျက်စီးသွားတယ်အဲ့လိုပဲတခြားသောတရားရုံးတွေ နောက်ပြီးတော့ထွေးဥယုံနေအကုန်လုံးဒါကျွန်တော်ထင်တယ်ဘီလီယံပေါင်းများစွာနိုင်ငံတော်အနေနဲ့ဆုံးရှုံးတယ်နိုင်ငံတော်ဆုံးရှုံးတာပြည်သူဆုံးရှုံးတာနဲ့အတူတူပဲပေါ့နော်နိုင်ငံတော်ဆုံးရှုံးတာပြည်သူဆုံးရှုံးတာပဲဒါပြည်သူရဲ့အခွန်အနေနဲ့နိုင်ငံတော်ကတိဆောက်ထားတဲ့အဲနိုင်ငံတော်ရဲ့ infrastructure တွေဖြစ်တယ်ငါတို့မအုပ်ချုပ်ရလို့ရှင်ဒီတိုင်းတော့မထားဘူးဆိုတဲ့သဘောမျိုးနဲ့မင်းသားမလို့ရလို့ပတ်မကြီးထိုးဖောက်တဲ့ပုံစံနဲ့အခုလိုမျိုးအခြေခံအဆောက်အဦတွေကိုမိရှုဖြက်စီးသွားတဲ့ ဒီပလောင်အကျန်းဖတ်သမားတွေရဲ့လုပ်ရက်ပေါ့နော်ပလောင်လူမျိုးတွေကိုကျွန်တော်ပြောဦးနော်ပလောင်အကျန်းဖတ်သမားတွေပလောင်နန္ဒကအကျန်းဖတ်သမားတွေရဲ့လုပ်ရက်ကိုကျွန်တော်အနေနဲ့ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်နော်ဒီလိုလုပ်ရက်မျိုးကတာမန်လူဆိုမလုပ်ဘာလို့လဲနော်အစတွေကတော်လန်ရေးဆိုတာသူတို့ကကျွေးကြော်ပြီးလုပ်ကြတာတော်လန်ရေးပါတော့လုပ်တာလေနိုင်ငံကောင်းမှုအတွက်သူတို့ကတော်လန်ရမယ်လို့သူတို့ပြောတာနော်နိုင်ငံကိုတည်ဆောက်ဖို့အတွက်လို့အဲ့တော့ဘာမှမဆိုင်တဲ့ဒီ infrastructure တွေကိုဘာလို့မရှိ ው ပါလဲနောက်တစ်ချက် အဲ့ဒီမီဒီယာတွေနော်မီဒီယာတွေပလောင်ထောက်ခံအပြည့်တဲ့မီဒီယာတွေစစ်တပ်ကိုမကြိုက်ဘူးဆိုပြီးတော့တော့ပလောင်ဘက်ကနေနေပြီးတော့အမှန်တရားဆိုပြီးတော့လိုက်ရေးနေတာမြေပြင်မှာတကယ်တမ်းလုံအောင်ဖြစ်စင်တဲ့လွဲနေတဲ့အခြေအနေမျိုးတွေအများကြီးရှိတယ်ဒီယုံတွေကိုပလောင်နေပြီးရှို့တာဒီတိုင်းပဲပြည်သူတွေအကုန်လုံးသိတယ်နော်ပလောင်နဲ့နဲ့ကိုင်နေပြီးရှို့တာဒါပေမဲ့အဲ့ဒီမီဒီယာတွေမှာဗာရေးကြလဲဆိုတော့မိလောင်ဘုံတွေပြစ်ချတယ်တက်က drone နဲ့ပြစ်ချတယ်တဲ့အရှိမတဲကြီးမဲကြီးတိုက်နေတာနော်မနေ့ကကျွန်တော်ပြောတဲ့ ရွာတွေမှာတန်းကြီးမဲကြီးတိုက်နေတာအဲ့ဒီအထိ drone မရောက်သေးဘူးတပ်မတော်ကလည်းမြို့ထဲမဝင်သေးဘူးဘာမဆိုင်ညာမဆိုင်နဲ့ဒီရုံးတွေကိုမိရှုပ်ပြီးတွေ့တယ်သူတို့ကဘာပြောလဲဆိုတော့အဲ့ဒါအဲ့စစ်တပ်ကမီးလောင်ပုံးတွေချတာတဲ့တီရန်နယ်လေလက်နက်ကင်တွေနေပြည်လို့ယူဆရတဲ့နေရာတွေကိုတဲ့မီးလောင်ပုံးတွေချတာဘာလို့ချမှာတော့မီးလောင်ပုံးနဲ့ဘာဆိုင်လို့တော့ချချင်းချဘုံကြီးချမှာပေါ့ဘာလို့မီးလောင်ပုံးချမှာတော့မီးလောင်ပုံးချလို့ရှိရင်ပတ်ဝန်းကျင်မှာပူဆက်ပြက်နှက်သွားလို့ရှိရင်မထိတ်နိုင်မသိမ့်နိုင်ဖြစ်သွားမှာ နော်အခုကသူတို့ဘက်ကလိုက်တဲ့မီဒီယာတွေအဲ့လိုရေးကြတယ်ဒါပေမဲ့အောက်မှာမြေပြင်မှာအရှိတရားပြည်သူလက်အသိနော်မြေပြင်မှာတကယ်နေတဲ့ပြည်သူတွေကအသိပဲဒါဘယ်သူလုတ်သွားတာလဲဆိုတာပေါ့နော်အဲ့တော့ဒီလိုရက်ကိုပြင်းပြထန်ထန်ချုပ်ချပါတယ်ကြောက်မဲတီပေါ်နောင်ချိုဆိုတာရှမ်းနေအများစုနေထိုင်တဲ့မြို့ဖြစ်ပါတယ်အဲ့တော့ပလောင်လက်နက်ကင်နေအနေနဲ့လူမျိုးကြီးအခြေခံပြီးတော့နော်ရှမ်းဒေသကို ရည်ရချက်ရှိရှိဖျက်ဆီးနေတယ်လို့ချမ်းပြည်သူတွေကဒီလိုမြင်တယ်အဲ့လိုမြင်လို့လဲအကြောင်းမဲ့မြို့နယ်ထဲမှာရှိတဲ့ Mindin ပေါ့ Mindin ရွာက TNL စခန်းကိုဒေသခံပြည်သူတွေစခန်းမချဖို့မောင်းထုတ်တယ်မောင်းထုတ်တဲ့ပြင်အဲ့စခန်းတွေအကုန်လုံးဖျက်ဆီးပစ်လိုက်တယ်နော်ဒီလိုဖျက်ဆီးလိုက်တာကြောင့်သူတို့အချက်တွေကျွန်းနေတယ်အဲ့ဒီကနေထွက်သွားတယ်ဒါကဘာကိုပြရလဲဆိုတော့ပြည်သူရဲ့ညီညီညွတ်မှုပြတာပဲအချို့သောလက်နက်ကင်အဖွဲ့တွေလက်နက်ကင်ထားပြီးမဲ့သူတို့နာမည်ပြတ်မှာဆိုလို့မလုပ်တာတကယ်တော့မလုပ်ရတာတော့မဟုတ် သူတို့အနေနဲ့ထိန်းနေရတဲ့နာမည်ပြက်မှာဆိုလို့အဲ့ဒီရှမ်းလူမျိုးတွေသူတို့လို့မဆိုရင်ရှမ်းလန်းတက်ကైဖွဲပါလာမှာဆိုလို့လေသူတို့ကလည်းဒါကိုလည်းကြောက်တယ်ဒါကြောင့်မလို့စုတ်ပြေးတာပေါ့နော်အဲ့ဒီကနေပြီးတော့ဒေသခံပြည်သူတွေမောင်းထုတ်လို့သူတို့ထွက်ပြေးသွားရတယ်ပေါ့အဲ့တော့ဒေသခံပြည်သူတွေပါဝင်မှုမရှိတဲ့ဘယ်တိုက်ပွဲမှမဆိုရှုံးပါပဲနော်လက်ရှိကြောင်မဲနောင်ချိုအဲ့လိုပဲထပ်ပြီးတော့တီဘောလာအောင်မယ်နော်အဲကြောင်မဲနဲ့တီဘော22မိုင်ဝေးတယ်လို့ပြောပါတယ်နော်တီဘောလာပါအောင်မယ်တီဘောဆိုလို့ရှိရင်လေရှမ်းပြည်သူတွေ နော်ချမ်းတိုင်းရင်းသားတွေရဲ့တကယ်ကိုအနှလုံးအသေးပွက်လို့ပြောလို့ရတယ်နော်ချမ်းပြည်နယ်ရဲ့အနှလုံးအသေးပွက်လို့ပြောလို့ရတယ်ချမ်းရိုးရအမွေနှစ်တွေတကယ်ရှိတဲ့မြို့တွေဖြစ်ပါတယ်ဆိုတော့ဒီလိုမြို့တွေကို TNL နေနဲ့ထပ်ပြီးတော့ဖျက်ဆီးအောင်မယ်ဆိုလို့ရှင်တော့ဒါကနောက်မှာလူမျိုးကြီးအမုန်းတရားတွေဖြစ်လာပါလိမ့်မယ်ကိုလူမျိုးအတွက်ကိုတိုက်တယ်လို့ပြောတယ်ဆိုလို့ရှင်တော့မှနော်အဲ့ဒီကိုလူမျိုးတွေကအ ਨੇ စုချမ်းလူမျိုးအများစု ပုပလောင်လူမျိုးတွေရှမ်းပြည်သူတွေဈားထဲမှာသွားတိုင်းမျက်နှာငယ်နေရမယ်เนาะဒါ ਉਹ တော့အုံနောက်တည်းထည့်ပြီးတော့စဉ်းစားသိနေလို့ကျွန်တော်ထင်ပါတယ်เนาะဒီပလောင်လက်နက်ကင်တွေအနေနဲ့ပေါ့အဲ့တော့တာမန်အေဂျင့်ဆိုနေထိုင်လို့တဲ့เนาะပလောင်ပြည်သူတွေအနေနဲ့လည်းဒီလက်နက်ကင်တွေကို support မပေးဖို့လိုပါတယ်เนาะမထောက်ပံ့မှုမထောက်ခံမှုလိုတယ်လက်နက်ကင်တွေအနီးတော်မှာမနေထိုင်မှုလိုတယ်เนาะနေထိုင်နေဆိုလို့ရှိရင်တော့တကယ်တမ်းအကြမ်းဖက်မှုတံမြန်နေနေရေးတွေလုဆောင်တဲ့ခါမှာ ထိမိခိုက်မိသွားတယ်ဆိုလို့ရှိရင်မကောင်းပါဘူးဒါကအရေးကြီးပါတယ်ဒါကြောင့်မလို့ကျွန်တော်ပြောတာဖြစ်ပါတယ်နောက်တဲ့နေ့ဘုကတော့ပြီးခဲ့တဲ့ရက်ပိုင်းအမှဂျပန်မောက်ကနေပြီးတော့လွန်ညိုတဖုတ်ဝင်နေမြို့ပေါ်နေဆုတ်ပြလိုက်ရတယ်နော်မြို့ပြင်မှာပြန်ပြီးတော့အခြေတည်ပြီးတော့အဲတိုက်ခိုက်မှုနေပြည်ရှင်းလင်းမှုတော့ပြန်ပြီးတော့ဆောင်ရွက်နေရတယ်အခုဗမောက်မြို့ပေါ်မှာရှိတဲ့မြို့နယ်ပြည်သူစေယုံစေယုံမှာရှိတဲ့ပစ္စည်းပစ္စယတွေကိုခိုးနေပါပြီအဲ့တော့ဒီလိုခိုးတာလွယ်လွယ်ခိုးတာမဟုတ်ဘူးနော်အမတ်တရားတပ်ပုံရိုက်ပြီးတော့ခိုးပါတယ် နော်အဲ့လိုပဲပြည်သူလူထုရဲ့နေအိမ်တွေကပစ္စည်းတွေကိုဖောကားတွေနဲ့ခိုးပါတယ်နော်အဲ့တော့ဗမောက်သူဗမောက်သားများကလည်းကြည့်ရမှာပေါ့ဒီလိုခိုးတဲ့သူတွေကဘယ်သူတွေလဲဆိုတာနော်တိုင်းပြည်ကဒီတိုင်းပြီးတော့မှာမဟုတ်ပါဘူးနော်တော်လိုင်းရေးဆိုတာလည်းခဏပါပဲအဲ့တော့အခုတွေကပြုတ်ကွဲပြက်စီးနေတဲ့အားလုံးလည်းမြင်ပါတယ်အားလုံးလည်းတွေ့ပါတယ်အားလုံးလည်းကြားနေပါတယ်နော်အဲ့လိုမျိုးဖြစ်စဉ်မျိုးတွေကဟိုအရင်တွေကလည်းကျွန်တော်ပြောခဲ့ပူပါတယ်ရင်းမပင်ဘက်မှာဒီဘရင်ဘက်မှာအဲ့ဒီဒေသတွေမှာရှိနေတဲ့တောင်ကျမ်းသူတွေက နေရစွန့်ခွာပြီးထွက်ပြေးသွားရတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုတစားစီဖြုတ်တယ်။နော်ဆယ်ဘင်းကားတွေနဲ့တိုက်တယ်၊ဖောကားတွေနဲ့တိုက်တယ်၊ဆန်ဆက်တွေဖြုတ်တယ်၊စီဆက်တွေဖြုတ်တယ်။နောက်ပြီးလို့ရှိရင်အဲ့ဒီအိမ်ဝိုင်းတွေကိုပါသူတို့တဆင့်ခံပြန်ပြီးရောင်းစားသေးတာ။နော်အဲ့ဒီရောင်းစားနေတဲ့ကိစ္စသူတို့စိတ်နဲ့ထာဝရတည်မြဲမယ်လို့ထင်နေရလားတော့မပြောတတ်ဘူး။အဲ့တော့အဲ့ဒီလူတွေအနေနဲ့ကကျွန်တော်တို့ကတေချာစွာမှတ်ထားဖို့လိုမယ်ထင်ပါတယ်။အဲ့တော့ဘယ်နည်းပြေးမလဲဆိုတာစောင့်ကြည့်ရပါမယ်။ဘာကြောင့်ပြေးမလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်နောက်မှပြောပါမယ်။ တယောက်ချင်းစီပြည်သူတယောက်ချင်းစီရဲ့အိမ်လေးကိုဝင်ခိုးတာအမရလို့ပြည်သူအများသုံးနဲ့เนาะအများပိုင်နဲ့စီးရုံကပစ္စည်းတွေတောင်အခုလို့ကားကြီးကားငယ်တွေနဲ့တိုက်နေတာဖြစ်ပါတယ်အဲ့တော့ PDF ခေါင်းဆောင်ပိုင်းတွေဘာလို့ထွက်ပြေးကြမလဲဆိုတာအကြောင်းရင်းတွေကမကြခင်ဖြစ်လာပါတော့မယ်အခုဆိုလို့ရှိရင်နထိုးကြီးမှာနေမီဝင်ရောက်ရှင်းလင်းမှုလုပ်ခဲ့တယ်အ ਨੇ ဆုံးတရက်တည်းကို16ရက်လောက်တည်တယ်လို့သူတို့ကိုယ်တိုင်ဝန်ခံပါတယ်เนาะ PDF 16ရက်လောက်ပုံပြတ်ပန်းပြတ်တည်ပါတယ်အဲ့ဒီမှာရှင်းလင်းနေတဲ့ဖွဲ့တွေကတိတ်တိတ်လေးလုတ်သွားတာ ရှင်းရှင်းလေးအေးစေးလို့သွားတာဒါပေမဲ့အခုလိုမျိုးရဲရဲဆက်ဆက်နော်သူတို့ဘက်ကတေးကြတယ်ပို့နော်ငရေရောက်ကြတယ်ပို့အဲ့တော့ပြောချင်တာဒီလိုအခြေအနေမျိုးကြုံလာပြီဆိုရင်တထိုးကြီး PDF ကောင်းဆောင်မြန်မာနေမှာလေပြေးမှာအဲ့လိုပဲမြင်းညံ PDF ကောင်းဆောင်မကြခင်ပြေးတော့မှာဟောဒေါ်တီတာယူမွန်တို့ဖွဲကလည်းသူတို့လည်းတကယ်ကိုလိုက်တီးနေတာပေါ့နော်ပြီးခဲ့တဲ့ပိုင်းဒါကြောင့်မင်းသားလားအဲ့ဒီရွာကိုသူတို့ရသွားတယ်เนาะအဲ့ဒါအရင်တော့က PDF တွေကြီးစိုးထားတဲ့နေရာအဲ့နေရာဒေါ်တီတာရင်းမှုလို့ဖွင့်ဝင်တိုက်တယ် ရသွားတယ်အဲ့တော့အခုဒီမှာကျွန်တော်ကနာမည်မှတ်လို့လွယ်တာပဲပြောတာဖြစ်ပါတယ်အဲ့ဒီမှာပူပေါင်းဖွဲ့တွေတိုက်တာပေါ့နော်အကုန်လုံးကပူပေါင်းမိတိုက်ကြတာတချို့နေရာတွေမှာတော့တီးတက်တိုက်တဲ့နေရာတွေတော့ရှိတယ်ဒါပေမဲ့တချို့နေရာတွေမှာတော်တော်များများဒီမြေပြတ်ဒေသမှာတော့ပူပေါင်းပြီးတိုက်ကြတာများတယ်အဲရဲတပ်ဖွဲ့ပါမယ်ပြည်သူစစ်ပါမယ်တက်မတော်ပါမယ်ဒီလိုအဖွဲ့တွေပူးပေါင်းပြီးတော့တိုက်ကြတာများပါတယ်။ဘာပဲပြောပြောလက်ရှိအချိန်မှာလူမျိုးတစ်ဖွဲ့ဝင်တွေရဲ့တပ်ပြန်နေမြရှင်းလင်းမှုကဒါထိရောက်လာပြီ ပြောင်းလာဖြစ်တဲ့အတွက်မကြခင်မှာအတီအကြီးတွေများပါလိမ့်မယ်။များသထက်များလာပါလိမ့်ဦးမယ်။နော်အဲ့ဒီအတွက်အခုတည်းကစုမိဆောင်ပြီးဖြစ်ထားတဲ့သူတွေအဲပထမတည်းမှာကျွန်တော်ပြောခဲ့သလိုပဲ။သူများခြံနေလက်ညှိုးထိုးရောင်းထားတယ်။အဲပြီးလို့ရှိရင်သူများအိမ်တွေကိုဖျက်ဆီးထားတယ်။အဲ့လိုလူတွေသူများလုပ်ွက်တွေကိုအတမယူတယ်သူများလေတွေယူပြီးတော့လေတွေစိုက်စားပြိုးစားတယ်။အဲ့လိုလူတွေအတွက်ကနေရာကျင်းလာပါလိမ့်မယ်။မကြခင်မှာသူတို့ပြေးရပါတော့မယ်။နော်ဘယ်ဟုတ်ပြေးမလဲဆိုတာစောင့်ကြည့်ရမှာကျွန်တော်တို့။အဲ့တော့ နေဆက်ဒီမှာအတောင်ကိုကြားတဲ့သူတွေပဲဖြစ်ဖြစ်ဘောလုံးညွန်ကိတ်ဒီမှာတောင်ကိုကြားတဲ့သူတွေပဲဖြစ်ဖြစ်အဲ့ဒီတက်ဆိုင်ရာ PDF ခေါင်းဆောင်တွေရဲ့မျက်နှာတွေကိုတည်တည်ချာယူထားပါယူထားတယ်နော်ကျွန်တော်အဲ့ဒီကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဲ့ဒီ PSMS နဲ့ဆိုတာနဲ့ပတ်သက်ပြီးကျွန်တော်ဗီဒီယိုတစ်ပုဒ်လုပ်နေတယ်ဟိုကျွန်တော်စာရေးနေမပြီးသေးဘူးကျွန်တော်လည်းဤပညာနဲ့နဲ့အားနေလို့လည်းပါရပါမှာပေါ့နော်အဲ့တော့လုံညုံကြီးဘက်ကိုလည်းမထိခိုက်ရအောင်နော်ဒီအကျန်းဖက်သမားတွေကိုဘယ်လိုမျိုးကင်ပြုံးနေဆိုတာသိရအောင်နော်သူရဲ့မျက်နှာတွေသူတို့ရဲ့အချက်လက်တွေကိုရအောင်ယူထားပါ သူတို့မှတ်ပုံနဲ့အတူလုပ်ကောင်းလုပ်ပါလိမ့်မယ်ဒါပေမဲ့ညာလို့မရတဲ့အရာတွေကရှိပါတယ်နော်သူတို့ကိုတည်တည်ချာချာလေးဖမ်းမိနိုင်အောင်လို့နော်သူတို့မကြခင်ပြေးကြပါတော့မယ်နောက်တစ်နေ့ဘုကတော့ထိုင်းနိုင်ငံမှာဖစ်ပူလီဘက်မှာရှိတဲ့ CD စက်ယုံပေါ့နော် CD စက်ယုံတယုံမှာမြန်မာလုတ်တာ1450တရက်တည်းအလုပ်ဖြုတ်လိုက်ပါတယ်တဲ့ဘာကြောင့်လဲတော့မပြောတတ်ဘူးဘာကြောင့်လဲမပြောတတ်ဘူးအခုတော့အဲ့ဒါမြန်မာတန်ယုံကတော့သွားနေတယ်အဲ့တော့ဒီလုတ်တာ1450တဲမှာ เนาะอยู่วาระမျိုးမျိုးခံယူချက်မျိုးမျိုးရှိကောင်းရှိပါလိမ့်မယ်ရှိပါလိမ့်မယ်အဲ့ဒီအတွက်ကျွန်တော်တို့ဘာမှမပြောပါဘူးဒါပေမဲ့တကယ်တမ်းတရားဝင်တာနိုင်ငံတော်လူညွန်ရေးနဲ့အေဂျင့်တရားကြီးကော်မရှင်အစိုးရကသာတရားဝင်တာဖြစ်ပါတယ်เนาะလျှောက်ပြီးတော့ဟိုလိုလိုဒီလိုလိုဟိုရန်ရောင်ဒီရောင်နေနဲ့သွားမပေါင်းပါနဲ့ဘဝပြတ်သွားပါလိမ့်မယ်เนาะတကယ်တမ်းတရားဝင်တဲ့အစိုးရနဲ့ပဲချိတ်ဆက်ပါတရားဝင်တဲ့အစိုးရနဲ့ပတ်သက်ပြီးတော့ပဲအဲစကားပြောပါမဟုတ်ဘဲနဲ့ဒီနေ့တည်းကကျွန်တော် online မှာဒါသတင်းတွေကြားလာပြီ တော့ online မှာသူတို့ထွက်ပြောတဲ့စကားတွေထဲမှာစစ်ကောမရှင်ရဲ့တန်ယုံလို့ပါလို့ပါဒီလိုအတုံးတုံးနေအတုံးရပါဘူးဒီလိုမတုံးရပါဘူးเนาะဒီလိုမပြောရပါဘူးဆိုတော့ကိုလက်ရှိချိန်မှာဒုက္ခရောက်နေတယ်မလားကိုကတရားဝင်အလို့သမားနေနဲ့သွားတယ်မလားအဲ့တော့ဒုက္ခရောက်သွားပါလိမ့်မယ်เนาะအဲ့တော့နိုင်ငံတော်ကိုဆက်ကျင်တဲ့အလို့ဒီမလို့ပါနဲ့ဒါရီကမကောင်းပါဘူးအဲ့တော့ဒီအလို့သမား1450ဘာလို့ဖြုတ်တာလဲဆိုတော့เนาะတန်ယုံနဲ့ ဆက်ဆက်ပြီးတော့နောက်ပြီးလို့ရှိရင်တော့တည်င်းတွေတော့ထွက်လာမှာဖြစ်ပါတယ်အခုတော့ကျွန်တော်တို့စောင့်ကြည့်နေစေဖြစ်ပါတယ်ဒါတော့မနေ့ကတည်င်းထဲမှာကျွန်တော်တင်ခဲ့တယ်အဲ့ဒါကတော့ဒီပြည်ဦးလွင်ရှစ်ထက်ရေတကုန်းနားမှာလူ9ယောက်ရေစီးနဲ့မျိုးပါတယ်နော်ရေတကုန်းမှာရင်းနှီးမြှုပ်မှုဖြစ်တယ်ရုရှားနိုင်ငံသားတယောက်ကိုအသက်ရှင်လျက်ကယ်တင်နိုင်တယ်နောက်ထပ် dead body နှစ်ခုထွက်တယ်အဲ့တော့ဒီနေ့ကျွန်တော်သတင်းတင်ဆက်နေတဲ့အချိန်မှာနောက်ထပ်တယောက်အမေရိကန်နိုင်ငံသူရဲ့ရုပ်အလောင်းလို့ပြောပါတယ်အဲ့ ဆိုတော့နိုင်ငံသားတွေပဲလို့ကျွန်တော်ထင်တယ်တော်တော်များနိုင်ငံသားအများပြားနဲ့သွားတဲ့နေရာပေါ့နော်အခုအမေရိကန်နိုင်ငံသူရဲ့ရုပ်အလောင်းကိုထပ်ပြီးရှာတွေ့တယ်လို့ပြောတယ်ဆိုတော့ဒီလိုရှာတွေ့တော့အုံကျော်ကစေတနာမော်လူမှုကွန်ရက်အသင်းကနေပြီးတော့သူတို့အသင်းရဲ့ကားနဲ့ပြုံးလင်ပြည်သူစီရင်ကိုပို့ဆောင်ခဲ့တယ်လို့ပြောတယ်ဟောနိုင်ငံသားတွေအခုလိုမျိုးဖြစ်တာကျွန်တော်တို့လည်းဒါခက်ချာချာမြင်ရတာပေါ့နော်မနေ့ကကျွန်တော်ပြောခဲ့သလိုပဲတဘာဝအလားပါနေမှာ နော်တဘာဝဘေးတွေရှိတတ်တယ်နော်ဘေးရနေတဲ့ပတ်သက်တဲ့ ရေဒီယိုနေလို့တာပေါ့နော်ရေဒီယိုနေဒီနေရာကိုသွားလို့ရှိရင်ဘယ်လိုအန္တရာယ်မျိုးတွေကြုံနိုင်လဲလန်ခီးအခြေအနေကဘယ်လိုနော်အန္တရာယ်ကဘယ်လိုဖြစ်နိုင်လဲဆိုတဲ့ဟာတွေကိုတက်ဆိုင်ရာတောင်းဝန်ရှိတဲ့သူအနေနဲ့အကျမှတ်သင့်တယ်လို့ကျွန်တော်ထင်ပါတယ်နောက်သတင်းတစ်ပုဒ်ကတော့နိုင်ငံတကာသတင်းမှာအဲ့ဒါကတော့အာဖဂန်နစ္စတန်မှာအင်တာနက်လုံးဝဖြတ်တောက်လိုက်ပါပြီအဲ့တော့အင်တာနက်ပဲဖြတ်တောက်တာလားတော့မဟုတ်ပါဘူးဂျူရူတွေရောဆလောင်းတွေရောရုတ်တန်လိုက်တဲ့အကုန်လုံးကိုဖြတ်တောက်လိုက်ပါတယ်။ဒါကြောင့်ဖြတ်တောက်တာလေးတော့မပြောတတ်ဘူး။ဒါအင်တာနက်စောက်ကြည့်အဖွဲဖြစ်တဲ့ net block ကနေပြီးတော့ အာဖဂန်နစ္စတန်နိုင်ငံတစ်ခုလုံးဒါအင်တာနက်အသုံးပြုလို့မရတော့ဘူး fiber optic cable တွေအကုန်လုံးကိုဒီထာလီဘန်တွေကနေပြီးတော့ဖျက်တောက်လိုက်ပြီလို့သိရတယ်။ဒါကြောက်ပါလေ။ဒါပြီးခဲ့တဲ့ရက်ပိုင်းကအဲတာလီဘန်တွေနဲ့ပတ်သက်ပြီးတော့တည်င်းနဲ့နဲ့ကြီးကြီးမားမားထွက်တာအကြောင်းအရာတစ်ခုတော့ရှိတယ်။ဒေါ်နယ်ထရန့်ကနေပြီးတော့အာဖဂန်နစ္စတန်မှာရှိတဲ့သူတို့ရဲ့ဟိုအရင်ကအဲသူတို့မထွက်မပြေးခင်ကကြံခဲ့တဲ့စစ်စခန်းအဟောင်းကိုစစ်ချီတဲ့စခန်းကိုပြန်လုချင်တယ်တဲ့။နော်ပြန်လုချင်တယ်လို့ပြောတဲ့အချိန်မှာအာဖဂန်နစ္စတန်ကတော့တာလီဘန်တွေကတော့လုံးဝညင်းနေတယ်။ ဒါကတော့လုံးဝမဖြစ်နိုင်ဘူးလို့ပြောတယ်။အဲ့တော့ Donald Trump ကလည်းအဲမဖြစ်နိုင်ဘူးလို့ပြောလို့ရှိရင်ဘာဖြစ်လာမလဲပေါ့။ဘလောက်ဆိုးကျိုးတွေခံစားရမလဲဆိုတော့တော်တော်ကိုချင်းချောက်လို့ပေါ့။နိုင်ငံကြီးဖြစ်တဲ့ခါကြတော့နော်။ဘလောက်ဆိုးကျိုးတွေခံစားရမလဲဆိုပြီးတော့ Donald Trump ကချင်းချောက်ခဲ့တာရှိတယ်။ဒါပေမဲ့ Afghan ကတော့ငင်းခဲ့တယ်။အဲ့တော့အဲ့ဒီနောက်ပိုင်းမှာ Afghan နဲ့ပတ်သက်တဲ့ကြီးမားတဲ့သတင်းမထွက်လာဘဲနဲ့အခုလိုမျိုးရုတ်တရက်အင်တာနက်ကိုလုံးဝဖြတ်တောက်လိုက်တာဖြစ်ပါတယ်။ တော့နိုင်ငံတကာမီဒီယာတွေအာဖဂန်နစ္စတန်မှာရှိကြပါတယ်အမျိုးမျိုးပေါ့ international media တွေပေါ့ BBC တို့ writer တို့ agency အစသဖြင့်ဒီလို media တော်တော်များများအဲကဘူးမှာရှိကြပါတယ်ဒါပေမဲ့အကုန်လုံးဆက်ဆက်တွေတွေပြတ်တောက်သွားပြီတော်တော်လေးဒါအခက်ခဲဖြစ်နေတယ်ဗောနော် အာဖဂန်နစ္စတန်နိုင်ငံတဝန်းလုံးမှာအင်တာနက်နဲ့ပြီးတော့ရုပ်မြင်သံကြားတွေနော်လုံးဝသုံးလို့မရတော့ဖုန်းတွေလည်းဘာမှဆက်လို့မရတော့ဗောနော်အဲ့တော့ ဒါကဘာဆက်ဖြစ်လာမလဲဆိုတော့နောက်ရက်ဒီမှာကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်နောက်တစ်ရက်ကလည်းအဲဘင်္ဂလားဒေ့ဘက်ကတည်းကပေါ့နော်ဘင်္ဂလားဒေ့ရဲ့နေကြာစောက်တပ်ဖွဲ့ဖြစ်တဲ့ BGB ကဒီရခိုင်ပြည်နယ်နဲ့ဘင်္ဂလားဒေ့နေကြာထဲမှာပေါ့နော် AA ကိုတိုက်ခိုက်နေတဲ့ဘင်္ဂလီလက်နက်ကိုင်အဖွဲ့အာဆာနဲ့ RSO ကိုသူတို့ထောက်ပံ့ထားတာမရှိဘူးလို့ဒါညင်းချက်ထုတ်လိုက်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကထွန်းမြင့်နိုင်က AOD နဲ့အင်တာဗျူးမှာဘင်္ဂလားဒေ့ဘက်ကတာဝန်ရှိတဲ့သူတွေကအဲဒီအာဆာနဲ့ RSO တို့ကို ထောက်ပံ့နေတယ်ထောက်ပံ့ပြီးတော့သူတို့ကိုတိုက်ခိုက်ခိုင်းနေပါတယ်ဆိုပြီးတော့ထွန်းမြင့်နိုင်ကပြောခဲ့တယ်အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ BGB ဘက်ကညှင်းဆန်လိုက်တာဖြစ်ပါတယ်အဲ့တော့နှစ်ဖက်ကတော့အပြန်လန်တော့လုပ်နေတာပဲအခုဘင်္ဂလားဒေ့ရဲ့နေဆက်မှာပေါ့နော်မရမာလူမျိုးတွေထင်ပါတယ်ဒါရခိုင်နယ်စုကျွန်တော်တို့မြန်မာမှာလည်းဒီမျိုးနယ်တွေရှိပါတယ်မရမာနယ်နယ်ပွားတွေပေါ့နော်သူတို့တွေဆန္ဒပြမှုဖြစ်တယ်ဒီဘင်္ဂလားဒေ့ရှ်တောင်ပေါ်ရှိတဲ့သက်ဆိုင်ရာရဲတို့ဘာလို့လဲကြားထဲမှာလူမျိုးဖုတ်ကုန်နေတဲ့ကြားထဲမှာပြဿနာဖြစ်ကြတယ် ထိခိုက်တိုက်စုံမှုတွေရှိတယ်နော်နေစားအခြေအနေကနည်းနည်းလေးတင်းမာနေတဲ့အနေအထားဖြစ်ပါတယ်အဲ့တော့လက်ရှိတာဝန်ယူထားတဲ့ unit အစိုးရကတော့ဒါနဲ့ပတ်သက်ပြီးတော့တိတ်တော့စိတ်ဝင်စားဖို့မပေါ်သေးဘူးနောက်တစ်ဒီနေ့ဘုကတော့ဝါဒေတာမှာဖမ်းမိတဲ့မူရစ်ဆေးပြားနော်မူရစ်ဆေးပြားဆေးပြားပေါ့ဆက်လေးတန်းလောက်ကိုအစိုးရစီကိုပြန်လွှဲပေးတယ်လို့သိရပါတယ်လွှဲမပေးဘဲနဲ့မိဘုံရှုလိုက်လည်းရရလीနော်ဒါပေမဲ့လေလထုံးလို့နီးရဝါဘကတာဝန်ရှိတဲ့သူတွေကမြန်မာနိုင်ငံရဲတပ်ဖွဲ့ပေါ့နော် မနက်ငယ်ရက်တစ်ဖက်ကိုပြန်ပြီးတော့လွှဲပေးတယ်ပေါ့အလုံးလုံးပြတဲ့သဘောလားလို့တော့ကျွန်တော်မြင်ပါတယ်ငါတို့နေကြမှနေတယ်အခုလိုအလုံးလုံးပြတယ်ပေါ့နော်ဒီလိုမူရစ်စေဝါတွေကသူတို့ဖန်ဆီးရမိတဲ့ဟာတွေအစုပေါင်းပြီးလွှဲပေးတာဖြစ်ပါတယ်နောက်တစ်ရင်းတစ်ဘုတ်ကတော့မြေရှားတက်တူတွေတူးဖော်နေတဲ့နေရာနားမှာပေါ့နော်စီစာရင်တခုမှရက်ထားတဲ့ကာရစီမီလောက်နဲ့အဲ့ဒါက KIA ထိန်းချုပ်ထားတဲ့ KIA အများစုနေထိုင်တဲ့မိုင်းဂျာယန်ဒေသမှာဖြစ်ပါတယ်နော်မညာယန်ဒေသမှာ မြေချားတွေကို KIA ဦးစီးပြီးတော့တရုတ်တွေနဲ့ပေါင်းပြီးတူးတယ်တူးတော့အဲ့ဒီပတ်ဝန်းကျင်မှာတဘောပတ်ဝန်းကျင်တွေလည်းပျက်စီးနေပြီမြေချားတတူးတူးတဲ့နေရာအများစုကဆီလာထည့်တဲ့စီဆိုင်အဲ့ဒီစီဆိုင်ကိုဆီလာပို့တဲ့ဒါပဲပြီးလောက်လာနော်ဒီမီလောင်နာနဲ့ပတ်သက်ပြီးတော့လူထိခိုက်မှုရှိလားမရှိလားတော့မသိဘူးအဲ့ဒီစီကားကတော့လုံးဝပျက်စီးသွားခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့တည်င်းတက်ကျွန်တော်တို့ဒီမစိုးရိမ်ပေါ့နော်မစိုးရိမ်ចောင်းဆောင်တကြီးကိုဆွဲထက်စင်ရွှေရနာဆိုင်က လှူဒန်းနေပေါ့နော်ပြန်လဲတိဆောက်လှူဒန်းနေလှူဒန်းတော့သူတို့သိမ်းပေါင်း9000လောက်တောင်ကုန်မယ်ဆိုတာလားမသိဘူးကျွန်တော်တို့ဒါအကြမ်းမြင့်သိရတော့ကျွန်တော်လည်းပွင့်လင်းပြောရင်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တိတ်တော့အာနတ်နတ်ဆက်ဆက်မသိဘူးဒါပေမဲ့ဒီနေ့နည်းနည်းလေးဟော့ထလာတာပါလဲဆိုတော့အေးဒီမှာဌာပနာဖို့အတွက်ပြည်သူလူထုရဲ့ထဲ့ဝင်မှုကိုဇွဲထက်ကနေပြီးတော့အဲလက်ခံတယ် စနစ်တကျလက်ခံနေတယ်လို့ကျွန်တော်တွေ့ရတယ်ဗောနော်အဲ့ဒီထဲမှာသူ့ရွှေဆိုင်ကဝန်ထမ်းတွေကနေမှာတစ်ဆင့်အချိန်တွေတွေလုတ်ပြီးတော့ဘာမျိုးစားဘာမျိုးစားဘယ်လောက်တူတယ်ဆိုပေါင်ချိုင်နဲ့ပြန်လုတ်ပြီးနေတွေ့ရတယ်တတော်များများကိုလာလှူကြတယ်အဲ့အတွက်ကျွန်တော်တို့ဝမ်းသာပါတယ်နော်ဝမ်းသာပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ဒီလှူဒန်းမှုအစုစုကိုကျွန်တော်အနေနဲ့တာရုခေါ်ပါတယ်ကျွန်တော်ဗုဒ္ဓဘာသာဝင်တယောက်လည်းဖြစ်တာအဲ့တော့ပူပြီးတာရုခေါ်တာအကြောင်းရင်းတစ်ချက်ရှိပါတယ်အဲ့တော့ဘာလဲဆိုတော့စာသင်တိုင်းဖြစ်ပါတယ်နော်စာသင်တိုင်းဖြစ်တဲ့အတွက်ကိုကျွန်တော်ပူပြီးတာရုခေါ်ပါတယ် တော့တခြားသူတွေကတော့အကုသို့ပွားနေကြတယ်ကျွန်တော်မြင်ရပါတယ်အဲ့ကိစ္စကိုပြီးရင်တော့ပြောမယ်ပေါ့နော်ကျွန်တော်ကပုံမှန်အဖြစ်နော် CD ပထိုးတွေ CD ပထိုးတွေမှာရုပ်ပြဆင်ပြတည်တဲ့သူတွေရှိတယ်ရေတရာလို့လို့ဘာလို့လို့တည်တဲ့သူတွေဆိုရင်ကျွန်တော်သိမကြိုက်ပါဘူးနော်ကျွန်တော်အနေနဲ့ခိုးအရင်တွေကခံယူချက်တစ်ခုရှိပါတယ်အဲ့ဒါကဖျားပဲတည်တယ်ရုပ်ထုပဲထုထုနောင်လာမဲ့အနှစ်တရာမှာကျွန်တော်တို့နိုင်ငံကိုလူမြင်သာအောင် ဖြစ်စီမဲ့အရာတစ်ခုလုပ်ပြလိုက် တကယ်ကိုအမှတ်တရဖြစ်နေမယ်ဒီနိုင်ငံကိုသွားရင်ဒါကိုမြင်ရမယ်ဆိုတော့အဲ့လိုမျိုးလူမြင်သာစီမဲ့အထင်ကြီးရဟာတခုလုတ်ပြလိုက်ဒါမျိုးဆိုရင်ကျွန်တော်လက်ခံတယ်ဒါကျွန်တော်တို့ရဲ့ရည်ရှိရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်ဒါဖျားပဲတက်တယ်ရုပ်ထုပဲထုထုကျွန်တော်အများဆုံးတိုက်ခတ်ခဲ့တာဘူဂျောဆန်ရုပ်ထုပဲကျွန်တော်ပြောတယ်မြန်မာတနိုင်ငံလုံးမှာရှိတဲ့ဘူဂျောဆန်ရုပ်ထုတွေအကုန်လုံးသိမ်းလိုက်သိမ်းပြီးလို့ရှိရင်နေပြည်တော်လိုနေရာမျိုးမှာဖြစ်ဖြစ်နတ်မောက်မှာပဲဖြစ်ဖြစ်ပြည်တရာ200လောက်မြင့်တဲ့ဘူဂျောရုပ်ထုကြီးထုလိုက်ကြီးတွေအကုန်လုံးသုံးပြီးတော့ ကဘာအကြီးဆုံးခြေသုံးယုတ်ထူကြီးလဲလုံးလုံးပြစ်မလားရတယ်ကျွန်တော်လက်ခံတယ်ဒါမဲ့ဟိုပန်းညံသားမှာဗိုလ်ချုပ်ယုတ်တူတခုဒီပန်းညံသားမှာဗိုလ်ချုပ်ယုတ်တူတခုဘာနဲ့တော့တူလဲဆိုတော့ထိုင်းနိုင်ငံမှာအိမ်တိုင်းအိမ်တိုင်းမှာနတ်ဆင်လေးတွေရှေ့မှာထားသလိုပဲနော်ဗိုလ်ချုပ်ကခုနားတွေ့လဲဗိုလ်ချုပ်ဗိုလ်ချုပ်အပုဗိုလ်ချုပ်အတူဗိုလ်ချုပ်အရှိဆက်ပြီးဒီလိုမျိုးတွေအများကြီးဖြစ်နေခါကြတော့ဗိုလ်ချုပ်ပေါ်သွားတယ်နော်ပေါ်လောကတွေရောက်သွားတယ်ဗိုလ်ချုပ်လည်း တချို့ပူချုပ်ကတခြားလူနဲ့တူပူချုပ်နဲ့တူတဲ့ဟာလည်းရှိတယ်မတူတဲ့ဟာလည်းရှိတယ်အသားမဲတဲ့ပူချုပ်အသားဖြူတဲ့ပူချုပ်နော်ဒီလိုပူချုပ်တွေအမျိုးမျိုးပေါ်ထွန်းခဲ့တယ်ပေါ့ကျွန်တော်နိုင်ငံမှာကျွန်တော်အဲ့ဒါတော်တော်ကြည့်မရအဲ့တော့ဘာပဲလုပ်လို့အထင်ကြီးဖြစ်အောင်လို့လာမယ့်နှစ်တရာမှာဒါကြီးကဒီနိုင်ငံမှာရှိတယ်ဗလားဆိုတာမြင်တောင်းကျွန်တော်ကြိုက်တယ်အဲ့ဒါဆိုမဟုတ်ပဲနဲ့ရုပ်ပြဆင်ပြဆင်လူတော်လေးတစုတော်တဲ့တာတို့နော်ဇီဒီတော်တစုတော်တဲ့တာတို့မလုပ်ပါနဲ့အဲ့ဒါမကောင်းပါဘူး เนาะอนาคตတော့လည်းအဆင်မပြေပါဘူးเนาะအခုဇွဲထက်ကလှူတဲ့အကြောင်းဒါကအနာဂတ်မှာသာသနာတော်ကိုဆက်လက်စီပင်ပြတ်ပွားစီမဲ့သာသနာတော်ကိုထိမ့်သိမ်းဆောက်ရှောက်မဲ့တန်ဃာတော်များမွေးဖွားရဖြစ်ပါတယ်တနည်းအားဖြင့်တန်ဃာတက္ကသိုလ်ဖြစ်ပါတယ်တန်ဃာတက္ကသိုလ်ဖြစ်ပါတယ်အဲသာသနာတော်အတွက်ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်เนาะသာသနာတော်ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်ဒါမျိုးကိုကျွန်တော်တို့ကြိုးစားပါတယ်เนาะစာသင်တိုင်းတွေကိုလှူတာတော့ကျွန်တော်ကြိုးစားတယ် နော်ဒါပေမဲ့ဒီလိုမျိုးသာသနာတော်ရှင်သန်ထွန်းကားပြတ်ပွားရေးအတွက်လှူတဲ့နေရာကို အကုသို့ပွားနေတဲ့အဖွဲ့တစ်ဖက်သက်သက်ရှိတယ်။အဲ့ဒါကတော့ဟိုကွန်မြူနစ်တပိုင်းဒီမိုကရက်တစ်တပိုင်းကိုရရောင်ဒီရရောင်နဲ့နော်စစ်တပ်ကထွက်သွားတဲ့နော်စစ်တပ်ကိုတစ္ဆာဖောက်ပြီးထွက်သွားတဲ့လောက်တွေလည်းပါသေးတယ်ဒီထဲမှာဒါကိုပြည်သူလူထုအထင်မှားအောင်အမြင်မှားအောင်နော်အကုသို့များရအောင်ဝိုင်းရင်းနေတဲ့အဖွဲ့အစည်းတွေသူတို့ကြည့်တော့တနေ့တနေ့အကုသို့နဲ့ဖုံလွှမ်းနေကြတာ စိတ်ကောင်းလေးတော့နည်းနည်းမထားနိုင်ကြဘူးနော်အဲ့တော့ဖျားစုဘုရားဘာသာယူဖျားစုဘုရားဘာသာယူအဲ့တော့ကျွန်တော်ပြောချင်တာကသူတို့ဘာကိုလုံးစေချင်တာလဲဆိုတော့နော် PDF တွေကိုတင်ကူတောင်းလောက်လိုက်စေချင်တယ်အဲ့ PDF တွေကိုတင်ကူတောင်းလောက်ပေးလိုက်တယ်ဆိုလို့ရှင်လှူတာနဲ့မကြဘူးလေအဲ့ဒူတာဖြစ်သွားမှာလှူတာနဲ့မတူတော့ဒူသွားမှာဒါဆိုတော့ဒီပေးလိုက်တဲ့တင်ကူတောင်းကကြည်စံနေဖြစ်မယ်တွေးဆက်တွေဖြစ်လာမယ်စစ်ပွဲတွေဖြစ်လာမယ် အဲ့သိန်း900လောက်ပုံသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံမြို့ပေါင်းပင်နဲ့မြို့လောက်ပြပုံနဲ့ရောက်သွားမှာအဲ့ဒါကုသူမဟုတ်နော်သူအသက်သေးစေတယ်နော်လူပေါင်းများစွာရဲ့မျက်ရည်ကြီးငယ်ကျစေတယ်ပြည်သူတွေကိုကောင်းကောင်းမွန်မွန်နဲ့အေးချမ်းချမ်းမြင်နေတယ်ဆိုတော့အကုန်လုံးလက်လက်ဆွလိုက်အဲ့ဆိုပြီးပြီဒီတိုင်းပြအေးချမ်းပြီအလုံးလက်လက်ဆွပြီးတော့ကိုယ့်နေရာကိုပြန်နေကြဟုတ်လေထောင်ထဲသွားနေကြအဲ့ဆိုပြီးရဲ့အဲ့ဒီလူတွေအဲ့ဒီအခုတော်လာနေတဲ့သူတွေဆိုတာမရှိဘူးဆိုရင်တိုင်းပြအေးချမ်းပြီ နော်ထားလိုက်ပါတော့နောက်အခုဒီဇွဲထက်ကလူလာနဲ့ပတ်သက်ပြီးတော့အာဝိုင်းပြောလိုက်ကြတာအဒီမိုကရေစီဘက်တော်သားတွေအမတရားဘက်တော်သားတွေဆိုတော့နောက်တစ်ချက်ထပ်ပြောအရာရာတိုင်းမှာအရာရာတိုင်းမှာလူတိုင်းမှာသူတို့ဘာကိုမထိခိုက်ပဲနဲ့ကိုယုံကြည်ရာကိုလွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်လွတ်လပ်စွာ ပြောဆိုခွင့်ရှိတယ်လွတ်လပ်စွာ နေထိုင်ခွင့်ရှိတယ်သူတို့ကမထိခိုက်ပဲနဲ့နော်အဲ့ဒါဒီမိုကရေစီရဲ့အနှစ်သာရပဲ တို့ယုံကြည်ရအောင်တို့လုပ်တယ်ဘသူတူတယောက်ကိုထိခိုက်လို့လဲတော်လန်ကြီးကိုထိခိုက်သွားလို့လား NUG ဒါမြင်ပြီးတော့တယောက်ယောက်များတွေးတက်ပြီးတည်သွားလို့လားမတည်ဘူးလေသူ့ဘဝနဲ့သူနေကြတယ်နောက်တို့မနာလို့တော့နည်းနည်းဖြစ်တာပေါ့ငါတို့ကြတော့မလို့ဘူးဆိုပြီးတော့เนาะအဲ့တော့သူ့ဟာသူသူယုံကြည်ရအောင်သူကိုးကွယ်ရအောင်သူလွတ်လပ်စွာသူလွတ်ဆောင်တယ်ဒါဆိုလို့ရှိရင်ဒီမိုကရေစီပဲအဲ့သူ့ရဲ့ယုံကြည်ရအောင်တော်ပြီးနှောက်ရက်တဲ့သူကမှဒီမိုကရေစီမဟုတ်တာ သူတို့ဘာရဲ့ယုံကြည်မှုကိုအတ္တမပြောင်းလဲခြင်းလားမရဘူးအဲ့လိုလုပ်လို့မရဘူးကိုယ့်စီကိုပါလာခြင်းလည်းဆိုရင်နုံနုံညံ့ညံ့တနေမွမွနဲ့ဆွဲဆောင်စီရောမှာပေါ့နော်အခုကယုတ်တနတ္တတွေတနေ့တနေ့ဆဲဆိုပြီးတော့တော်လည်းရုပ်ပုံပေါ်ခြင်းရတယ်ရှုံးမှာရှုံးမှာနော်တရားတဲ့သူသားနိုင်ကြီးဟေးဆိုရင်ရှုံးတော့မှာအဲ့တော်လည်းရင်းတစ်ခုလုံးရှုံးတော့မှာဆုံးဆုံးမြို့တော့မှာနော်ဆိုတော့နောက်တစ်ခုကကျတော့အဲရန်ကုန်မန္တလေးအခြေစိုက်နေရာတွေမှာအဖြစ်များတဲ့ ကိစ္စတစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့စေကန်းနေပေါ့စေကန်းနေဒါကျွန်တော်စေပညာနဲ့ပတ်သက်ပြီးတော့နားမလဲပါဘူးဒါပေမဲ့လိုလာတဲ့ပူလာရင်ပေါ့နော် marketing strategy အရာပေါ့ကျွန်တော်တို့လည်းအဲ marketing နဲ့ပတ်သက်ပြီးတော့နည်းနည်းတီးမိခောက်မိပါတယ်လိုလာတဲ့ပူလာလို့ရှိရင်ကျွန်တော်တို့သိတာလားအဲ့ဒါဘာလဲဆိုတော့ဒီလူမှုကွန်ရက်တွေမှာသူတစ်ပြည့် TikTok လို့နောက်တခြားသောလူမှုကွန်ရက်တွေမှာပေါ့နော် YouTube တို့ဘာလို့မှာ VPN ခံကြည့်တဲ့သူတွေဆိုလို့ရှိရင်တော့ဒီကိစ္စကိုသိမှာပေါ့အဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီလူတယောက်ရဲ့ အောက်ပိုင်းပြဿနာတွေနော်အမျိုးသားအမျိုးသမီးတွေရဲ့အာကတော့ဗါလေအင်္ဂါပြဿနာတွေပြီးလို့ရှိရင်လေကောင်းတို့ဘာလို့ဒီပြဿနာမျိုးတွေကိုစေကန်းကြော်ညာတွေလုပ်တယ်အဲ့တော့ဒီစေကန်းကြော်ညာတွေမှာအနော်တချို့ influence ဖြစ်အောင်လို့တချို့ကောင်မလေးတွေကိုပေါ်တင်ပြောခိုင်းတယ်ဒီလိန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောခိုင်းတယ်ဒီလေကောင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပြောခိုင်းတယ်ဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရာငါမဘာဖြစ်နေလဲဆိုပြီးတော့တယောက်နဲ့တယောက်ရှင်မဖွင့်ကျင်ကြတဲ့အခါကျတော့အဲ့ဒီလိုစေကန်းတွေကိုတွားတိုက်နေကြတယ်တွားတိုက်နေတဲ့အခါမှာသူတို့က ဒါဈေးကြီးကြီးနဲ့နော်ယောဂပျောက်တယ်မပျောက်ဘူးဆိုတော့ဈေးပညာရှုတော့ရကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်အခုချိန်ဒီတော့အဲ့ဒီဈေးကန်းကစွန့်လိုက်တာအဲ့ဒီဈေးကန်းကကောင်းလိုက်တာငါယောဂပျောက်သွားပါပြီဆိုပြီးထုတ်ပြောတဲ့သူတယောက်မှမရှိဘူးအဲ့တော့အဲ့ဒီမှာဈေးကုနေတဲ့သူတွေကတရားဝင်လိုင်စင်ရှိလားမရှိလားလည်းမသိဘူးဘယ်သူတွေဈေးကုနေတာဆိုတာလဲမသိဘူးတချို့တော့ဒီဆရာဝန်နာမည်တွေတော့ခံထားကောင်းခံထားပါလိမ့်မယ် နော်နာမည်ခံထားတာရှိကောင်းရှိပါလိမ့်မယ်အဲ့တော့ပြီးခဲ့တဲ့ရက်ပိုင်းကလည်းကျွန်တော်တခါပြောခဲ့သေးတယ်အဲ့ဒါကဒီအလှပရေးရနဲ့ပတ်သက်ပြီးခွဲစိတ်တဲ့ဈေးကန်းနေမှာတော့ကျွမ်းကျင်တဲ့ဆရာဝန်တွေမရှိဘူးဆရာဝန်အစ်စ်တောင်မရှိဘဲနဲ့ခွဲစိတ်လို့အသက်တည်ဆုံးသွားတဲ့နေရာတွေရှိတယ်အဲ့တော့အဲ့ဒီဈေးကန်းအမှုတမှုရှိခဲ့သေးတယ်နော်ကော်မလီတယောက်အသက်တည်ဆုံးသွားတဲ့ညုံမဲဆွဲပုတ်ပွားနေပြီးတော့ဗောနော်အဲ့ဒီဈေးကန်းမှာဒါအလှပရေးရသူခွဲစိတ်မှုလုပ်တဲ့အချိန်မှာဗောနော်အဲ့တော့အဲ့ဒီဈေးကန်းကမြို့သမီးကလည်းအခုချိန်ဒီအမှုလည်းမပေါ်တော့လူလည်းပြောက်သွားအခုနောက်ထပ်ဒီလိုဈေးကန်း ပုံမှန်လေလူလိန်စည်းကမ်းနေပေါ့နော်လိန်ညာပြီးတော့လုံနေတဲ့စည်းကမ်းနေခြောက်နေတဲ့စည်းကမ်းနေနော်တင့်မှာဘလူယောဂလက္ခဏာခံစားနေရပြီလေအဲ့ဒါဆိုလို့ရှိရင်အမြန်ဆုံးစည်းကမ်းနဲ့ဆက်သွယ်ပါလို့စသဖြင့်ဒီလိုမျိုးခြောက်လုံးနှိပ်လုံးနေတဲ့နော်လူမှုခေတ်ဆံမျက်နှာတွေမှာကြော်ညာတွေအများပြားသုံးတယ်အဲ့တော့ကြော်ညာအများပြားသုံးတယ်ဆိုတော့ကဒီ content creator လုပ်တဲ့သူတွေဒါမှမဟုတ်ရှင် marketing နဲ့ပတ်သက်ပြီးတော့ digital marketing နဲ့ပတ်သက်ပြီးတော့နားလည်တယ်လို့ဆိုသိတယ်အဲ့တော့ video တစ်ပုဒ်မှာခဏခဏဒီကြော်ညာတွေကြီးပဲလာနေပြီကျွန်တော်မှဒါတွေကြီးပဲလာပြနေပြီဆိုလို့ရှင့် နော်ဘယ်ပဲတော်တော်မြင်နေရပြီဆိုလို့ရှိရင်ဒါကဒေါ်လာပေါင်းများစွာတုံးပြီးတော့သူတို့ရဲ့ကြော်ညာတွေကိုပြနေတာဖြစ်ပါတယ်အဲ့ဒါနဲ့မကာမိအောင်လဲသူတို့ကသူတို့စီမှာစီကန်းလာပြလို့ရှိရင်ပတ်စံတွေပြန်ယူတာဖြစ်ပါတယ်နော်အဲ့တော့တက်ဆိုင်အတောင်ရှိတဲ့သူတွေအနေနဲ့ အဲ့ဒီဈေးကမ်းမျိုးတွေရန်ကုန်မှာအများပြားဖြစ်နေပါတယ်เนาะအဲ့ဒီဈေးကမ်းမျိုးတွေကိုနှိမ့်နှင်းမိဖို့လိုပါတယ်တရားမဝင်မနဲ့အလှပရေးရာဈေးကမ်းတွေဖွင့်ထားတာတွေเนาะပြီးလို့ရှိရင်ဒီအမျိုးသားအမျိုးသမီးကျန်းမာရေးနဲ့ပတ်သက်တဲ့ဟာတွေเนาะဒီမကြောက်မနာတာကျန်းမာရေးနဲ့ပတ်သက်တဲ့အရာတွေအကုန်လုံးကိုသူတို့ဈေးကမ်းတွေဖွင့်ထားပါတယ်เนาะတချို့နေရာတွေမှာဆိုလို့ရှိရင် TikTok တွေမှာလည်းတွေ့ပါလိမ့်မယ်ဒီဟွာတွေကိုခွဲစိတ်တဲ့နေရာတွေတော့မှပေါ်တင်ရိုက်ပြပြီးတော့ TikTok တွေမှာတင်နေတာလည်းတွေ့ရပါတယ်เนาะဒါတရားဝင်ကျန်းကျင်မှုရှိလားမရှိလား အဲဒီလိုမျိုးလောက်ခွင့်ရှိလားမရှိလားဆိုတာဆေးပညာနဲ့သက်ဆိုင်တဲ့သူတွေဒီရှုထောက်ကလူတွေပဲနားလဲပါလိမ့်မယ်ဆိုတော့ဒါမျိုးတွေကမဖြစ်သင့်ပါဘူးเนาะလူနာတွေအတွက်နံပါတ်1အချက်ကောင်းသွားတယ်ဆိုလို့ရှိရင်တော့ကိုယ်เจ้าမှုအရန်များပါတယ်เนาะအရန်ကိုပပဆက်ဆက်တောင်းကြပါတယ်မကောင်းဘူးဆိုလို့ရှိရင်ကြွညစ်ဆရာဝန်နဲ့ကုသတာမဟုတ်ဘူးဆိုလို့ရှိရင်လူနာတွေအတွက်အရန်အရန်အရန်အနေများတယ်လို့ရဖြစ်ပါတယ်အဲ့ဒီအတွက်ဒါကိုသက်ဆိုင်အတောင်ရှိတဲ့သူတွေအနေနဲ့အမြန်ဆုံးစစ်ဆေးရှင်းလင်း ဖယ်ရှားပေးကြဖို့လိုပါတယ်ဒီမှာကျူးလွန်နေတဲ့သူတွေကိုလည်းတရားဥပဒေအရအေးအေးပေးကြဖို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ဒါကတော့စစ်ဆေးပြီးတော့မှာပေါ့နော်မစစ်ဆေးပဲနဲ့တော့ကျွန်တော်မပြောပါဘူးနောက်တစ်ရင်းတစ်ပုဒ်ကတော့တရုတ်ကစိုက်ပျိုးရေးဝန်ကြီးဟောင်းပေါ့နော်လေစိုက်ပျိုးရေးဝန်ကြီးဟောင်းကိုလက်စားမှုနဲ့တည်တံပေးတယ်ပေါ့နော်ဆိုတော့ကောင်းပါတယ်ဒီသတင်းကဒါနိုင်ငံသားသတင်းဆိုတော့ဖတ်လို့ကောင်းတယ်ပေါ့နော်ဒီစိုက်ပျိုးရေးဝန်ကြီးကတရုတ်နိုင်ငံအရှိမျောက်ပိုင်း ကြည်လင်မျိုးတရားရုံးမှာအခုလိုမျိုးတည်တံချမှတ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တည်တံချမှတ်ခဲ့ပြီမဲ့သူ့ရဲ့တည်တံကတော့ဒါပြစ်ဒဏ်ရွှေ့ဆိုင်နိုင်တဲ့တည်တံလို့ပြောတယ်ပေါ့နော်။အဲ့တော့ဘယ်လောက်ထိရွှေ့ဆိုင်လို့ရလဲတော့မပြောတတ်ဘူး။အဲ့တော့တရုတ်နိုင်ငံကဒီအပိလိုက်စားမှုတွေနဲ့ပတ်သက်ပြီးတော့တော်တော်တင်းတင်းကြပ်ကြပ်ကင်တွေ့တယ်။အဲ့လိုပဲလောင်းကစားကိစ္စ၊မူရစ်ဆေးကိစ္စတွေကိုလည်းတင်းတင်းကြပ်ကြပ်ကင်တွေ့တာတွေ့ရပါတယ်။အဲ့တော့မြန်မာနိုင်ငံမှာလည်းဒီလိုမျိုးကိစ္စတွေတော့ရှိဖို့ပြောလဲပါတယ်။ဒါပေမဲ့လည်း ကျဉ်းကျဉ်းတန်းတန်းမဟုတ်လို့ရှိရင်တော့မှထောင်နှစ်ရှိကြတဲ့အခြေအနေမျိုးတော့လည်းလွတ်ဆောင်တဲ့လို့ထင်ပါတယ်နောက်ထပ်မင်္ဂလာသတင်းတစ်ပုဒ်ကတော့နိုင်ငံဝန်ထမ်းတွေတမတော်ကြီးတွေဝန်ထမ်းတွေနောက်ပြီးလို့ရှိရင်နေစာဝန်ထမ်းတွေအငိမ့်စာနိုင်ငံဝန်ထမ်းတွေတမတော်ကြီးတွေဝန်ထမ်းတွေအပူစုကြီးငွေတိုးပါတယ်နာမင်္ဂလာတဲ့မှာနိုင်ငံဝန်ထမ်းတွေအနေနဲ့2023ခုနှစ်အောက်တိုဘာလမှာတစ်ချိန်2024ခုနှစ်ဩဂတ်လမှာတစ်ချိန် 3000စီတူထားတာဖြစ်တဲ့အတွက်6000ရတယ်အခုထပ်ပြီးတော့ဒီလကဆက်ပြီးတော့3000စီထပ်ပြီးတော့တူရမယ်အဲ့တော့စုစုပေါင်း9000ဖြစ်မှာပေါ့နော်ဘာပဲပြောဒါတကယ်ကိုဝမ်းသာစရာကောင်းပါတယ်ခက်ခဲနေတဲ့အချိန်မှာနိုင်ငံဝန်ထမ်းတွေကိုခုလိုပြန်ကြည့်ပေးတဲ့အတွက်တကယ်ကိုကျေးဇူးတင်ပါတယ်အဲ့လိုပဲတမတော်ကြီးကြီးလေးဝန်ထမ်းတွေလည်းအပူထောက်ပံ့ကြီးထုံးလေးတကောင်ရရှိပါတယ် အဲ့လိုပဲနေစားဝန်ထမ်းတွေပေါ့နော်နေစားဝန်ထမ်းတွေအနေနဲ့ဒီတစ်ခေါက်ပါဆိုရင်စုစုပေါင်း9800ရှိသွားပြီလို့သိရပါတယ်အဲ့တော့အငိမ့်စားဝန်ထမ်းတွေအနေနဲ့လည်းအချက်3000ထပ်ပြီးတော့ထောက်ပံ့တာဖြစ်ပါတယ်အဲ့တော့အငိမ့်စားဝန်ထမ်းတွေအတွက်ပြောရမယ်ဆိုကျွန်တော်ဒီနေ့မေးလာတာတစ်ခုရှိပါတယ်အဲ့တော့ပင်စင်စားမိသားစုတွေတုံရောက်နေထိုင်တဲ့နေရာမှာဘယ်နှစ်ယောက်ကရမှာလဲပေါ့အရင်တစ်ခေါက်တော့အဲ့ပြဿနာကျွန်တော်တစ်ခါတော့ဘာမှမဖြစ်ရှင်းပြပူပါတယ်အဲ့ကျွန်တော်သိတဲ့လောက်ကတော့ နှစ်ယောက်ရှိတယ်ဆိုရင်တယောက်ပဲရတယ်လို့ကျွန်တော်သိတာပါတယ်ဒါအိမ်တော်စုတစ်ခုတည်းမှာပေါ့ဒါနဲ့ပတ်သက်ပြီးတော့ဒါတက်ဆိုင်ရာကိုတေချာလေးမေးမြန်းပြီးတော့မှဒီအပူစုကြီးနဲ့ပတ်သက်ပြီးတော့မေးကြည့်ပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါနောက်တစ်နေ့ဘုကတော့ one way pdf 9ယောက်ကိုနဘဲကန်ရွာနားမှာရှိတဲ့တဲမှာတွားရောက်ဖမ်းဆီးခဲ့ပါတယ်တော့ဒီ pdf တွေက type 81တနက်နှစ်လက် ma4 တလက်နော် ma1 တနက်၄လက်ဆိုတော့လက်နက်အရာကြီးမှဆိုရင်လူ၂ယောက်လုံနေသေးတယ်လဲတွေ့ရမှာပါ တော့ဒီ PDF တွေအကုန်လုံးကိုအရှင်ဖတ်စီရမိလိုက်ပြီဖြစ်ပါတယ်နောက်တရင်တဲ့ဘုကတော့ဖားကတ်မှာ KIA ကအတ္တမလူသစ်စုဆောင်နေပါတယ်ဒီလိုလူသစ်စုဆောင်နေတာကြောင့်ထွက်ပြေးရင်းနဲ့ရေမစေးကြောက်ရွှာဖွေးတဲ့အမျိုးသားတူအဲကဘာဘုံကနေပြုတ်ကျပြီးတည်ဆုံတဲ့ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပါတယ်အဲတည်ဆုံတဲ့သူကတက်လက်ပိုင်အမျိုးသားတူဖြစ်ပြီးတော့ဒါ KIA အဖွဲ့ကလိုက်ဖမ်းနေပေါ့နော်နှစ်ဖက်ညက်ပြီးဖမ်းတဲ့အချိန်မှာထွက်ပြေးတယ်ညနေ3နိုင်ွယ်4နိုင်လောက်မှာလိုက်ဖမ်းတာပေါ့နော်ထွက်ပြေးတယ်ကဘာဘုံကိုကျိုးနဲ့တက်တယ်တက်တဲ့အချိန်မှာ ဒါပြုတ်ကြတယ်ပြုတ်ကြပြီးအောက်မှာတည်ဆုံးသွားခဲ့တယ်ပေါ့နော်ဆိုတော့ဒီနေ့အတွက်သတင်းတွေကတော့ဒီလောက်ပါပဲခင်ဗျာကျေးဇူးအားပေးတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်